မင်္ဂလာပါလို့ဥစွာပဏာမနှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ဘာမီဝီကတ်စတိုရီချန်နယ်ကနေပြန်လဲကြိုးဆိုပါတယ်ဒီတစ်ကောက်မှာတော့ကိုရီးယားတဲကားလေးတကားကိုရီကပ်ပြုလုပ်ပေးသွားမှာပါဇန်လန်းဆဆချင်းမှာပဲဆယ်ကျော်တက်အွေဟီကျွန်ဆိုတဲ့ကောင်လေးတယောက်ကိုနတ်ဆိုးကဝင်ပူးကတ်နေပြီဘုံတော်ကြီးနှစ်ပါးကအသေးအတန်စူးစမ်းပြီးအပနိုင်ပေမဲ့မနိုင်ပဲဖြစ်နေပါတယ်ဖာသာတယောက်ကလည်းဓာတ်တလန်းနဲ့ငြိမ်နေရပါတယ်ဒီချိန်မှာပဲအပြင်မှာတော့အပနိုင်တဲ့နေရာမှာဆရာကြီးဖြစ်ပြီးကြမ်းလဲကြမ်းတဲ့ စစ်စတာယူနီယာကအေးအေးဆေးဆေးစစ်လိုက်ဖွာနေဒီလာရှင်ဝတ်စုံကိုဝင့်လိုက်ပြီးအထဲကိုဝင်သွားပါတယ်။အထဲကိုရောက်တာနဲ့ပူကန်နေတဲ့မကောင်းဆိုးဝါးကသူ့ကိုတိနေပြီးဆဲဆိုနေပါတော့တယ်။ဒါကိုယူဆိုင်မနေပဲသူ့ပါလာတဲ့ရေစင်ဘုံတဲကရေကိုလောင်းချလိုက်ပြီးအပနှင်ပေးလိုက်တဲ့အခါမှာငြိမ်ချသွားပါတယ်။ဒါပေမဲ့မထွက်သွားသေးပါဘူး။ယူနီယာကိုအသေးဆိုးနဲ့နင်တရမှလို့ဆိုကချိန်ဆဲတာတွေရောပြောဆိုပြီးပျောက်သွားပါတယ်။ဒီတော့မှဖာသားရဲ့ပခုံးကဒါလည်းပြုတ်သွားပါတယ်။ယူနီယာကလည်းခီးကျုံရဲ့မျက်နှာကိုကြည့်လိုက်ပြီး ုံကွယ်သွားပြန်ပြီလို့ဆိုပါတယ်။အဲဒီနောက်မှာတော့ဟိကျုံကိုဖရာเจ้าရဲ့ဆေးရုံမှာတင်ထားပြီးတတိမိနေတုံးပါပဲ။သူ့ကိုတာဝန်ယူပေးမယ့်ဆရာဝန်ကဘတ်ကြောင်ကွန်ပါ။သူကတော့အပနေတာတွေပူကတ်တာတွေကိုအယုံကြည်မရှိပါဘူး။ဘတ်ကြောင်ကွန်ကဟိကျုံရဲ့အမေကိုလည်းပူကတ်ချင်းတွေအပနေတာတွေကိုတကယ်မရှိပါဘူးလို့နားချနေပါသေးတယ်။ယူနီယာကိုလည်းသိကတော့ဘွဲမခံယူထားတဲ့တီလာရှင်ကအပနေနေတဲ့လားလို့အပြစ်တင်နေပါတယ်။ယူနီယာကိုလည်းသိကတော့ရဖုံးတော်ကြီးတွေကနေဆက်မလုပ်ပဲ ူမရဲ့လွတ်မြောက်ခြင်းသီလရှင်အကြောင်းမှာပဲစောင့်နေပါလို့ဆိုပါတယ်။ဒါကိုမကျေနပ်ပဲလူသေးမာကိုတည့်ရက်နဲ့ဒီတိုင်းကြည့်နေတာကလူတတ်မှုမြောက်ပါတယ်လို့ပြောတာထွက်သွားပါတယ်။ဘုန်းတော်ကြီးတွေကလည်းသီလရှင်ကပြန်ပြောသွားလို့မကြေမနက်နဲ့ပဲကြံခဲ့ရပါတယ်။ယူနီယာကလည်းဖာသာတယောက်အကူညီနဲ့ကလေးကိုပူကတ်နေတာကနတ်ဆိုးဆနှက်ကောင်ဆိုတာကိုသိလိုက်ရပါတယ်။ဒီနတ်ဆိုးပူကတ်ဖူးတဲ့အပြစ်တစ်ခုရှိခဲ့ပြီးအဲ့ဒီကလေးကအသက်ရှင်နေသေးတာကိုလည်းသိလိုက်ရပါတယ်။ယူနီယာပြန်သွားတော့ဖာသာကပုံမှန်ပုံစံမဟုတ်ပဲသူမကိုကြည့်နေပါတယ်။ ဖာသာဘက်ကလည်းယူနီယာနဲ့တွေ့ပြီးခီးကျွန်ဖြစ်နေတာတာမန်ဆက်ယောဂါတခုလို့ပြောနေတာဥက္ကဋ္ဌတွေကိုအယုံကြည်မရှိဘူးလို့ပြောနေတော့နှစ်ယောက်သားညှင်းခုန်ကြပါတော့တယ်ယူနီယာကလည်းခီးကျွန်ကိုအပနှင်ဖို့ခွင့်မပြုပေးတော့ပါဘူးဒီချိန်မှာပဲခီးကျွန်ရဲ့အမေကတိုက်ပေါ်ကနေခုန်ချပြီးအဆုံးစီရင်သွားပါတယ်တည်ဆုံးတဲ့နေရာကိုယူနီယာရောက်သွားတဲ့အခါမှာမကောင်းဆိုးဝါးတွေရဲ့အငွေ့သက်ကိုရနေလို့သူ့အစမ်းနဲ့နှင်ထုတ်လိုက်ရပါတယ်ဒါကိုဖာသာဘက်ရဲ့တပည့်ဖြစ်တဲ့မီကာအယ်လာကတွေ့သွားပါတယ် သူကနတ်ဆိုးစနက်ကောင်လက်ကနေလွန်မြောက်ခဲ့တဲ့ကလေးပါပဲဒါကိုသိနေလို့ယူနီယာကသူမကိုစီယုံလိုက်ပြီးဖာသာဘတ်မသိခင်မှာအီဂျုံကိုခေါ်တုတ်ပေးဖို့တောင်းဆိုလိုက်ပါတယ်ပထမတော့လက်မခံပဲမီကာအဲလာလည်းပြန်သွားခဲ့ပါတယ်ဒီလိုနဲ့မီကာအဲလာကပြန်သွားတော့တာရော့ဘေရီနဲ့ပြုတ်လုကြည့်နေပြီးသူ့ရဲ့ငယ်စဉ်ဘဝကဝိညာဉ်တွေမြင်နိုင်ခဲ့တာကိုလည်းအမှတ်ရနေခဲ့ပါတယ်အဲဒီနောက်မှာအိမ်မက်ထဲမှာစိတ်တွေကိုမြင်မှတ်ကလန်နိုးလာခဲ့ပါတယ်သူလန်နိုးလာခြင်းချင်းပဲယူနီယာကဖုံးဆက်ပြီးစိတ်တွေအိမ်မက်မှတ်နေပြီလားလို့ဆိုပါတယ် စဉ်းစားလို့ပြီးပြီလားလို့လည်းပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့မီခါယယ်ကဟီဂျုံကိုခေါ်ထုတ်လာခဲ့ပါတယ်။ယူနီယာနဲ့အတူနမီကြီးနတ်ဝင်တဲ့စီကိုသွားဖို့ပါပဲ။မီခါယယ်ကဝိညာဉ်ကိုလည်းမြင်နိုင်ပြီးအတန်ကိုလည်းကြားနိုင်တဲ့လူပါ။သူတို့ရောက်တဲ့အခါမှာတော့နတ်ဝင်တဲ့နဲ့တွေ့တဲ့အခါမှာဟီဂျုံကိုကြည့်ပြီးသူကနတ်ဆိုးကိုနှင်ထုတ်လိုက်နိုင်ရင်တော့အဲဒီနေရာကိုဝိညာဉ်တွေကအစားထိုးဝင်လာကြမှာ။ပါလို့ဆိုရင်သူ့အမေကဝိညာဉ်ပူကတ်တဲ့အချိန်မှာသူ့ကိုကိုဝင်ရခဲ့လို့ပါပဲဒီတော့ဓာရီကနေလွတ်မြောက်ခြင်းရဲ့နှဝင်တဲ့လမ်းကိုရှောက်ရမယ်လို့ဆိုပါတယ် အဝင်တွေကရေထဲကလာတဲ့အကောင်ကိုရေထဲကိုပြန်ပို့ပေးမယ်လို့ဆိုကပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့နတ်ဝင်တွေနဲ့ယူနီယာနဲ့စကားပြောကြတော့လေ။ယူနီယာရဲ့အနာကိုတင်မင်းကိုမြင်ရတယ်လို့ပြောကကျမ်းမာရေးကိုစစ်ကြည့်ဖို့တိုက်တွန်းလိုက်ပါသေးတယ်။အဲဒီနောက်မှာတော့နတ်ကဝပြင်ဆင်လိုက်ကြပြီးဟီဂျုံကိုလည်းရေထဲကိုခေါ်သွားကြပါတယ်။ကြက်အနက်တွေကိုလည်းရေထဲကိုပစ်ချလိုက်ပြီးအစီရင်ခြီလုံးအထုပ်တွေကိုလည်းရေထဲကိုပစ်ထားလိုက်ကြပါတယ်။ယူနီယာကလည်းရေထဲမှာဟီဂျုံကိုကင်ထားပြီးစူတောင်းကနတ်ဝင်တွေကလည်းရေအိုးပေါ်ကိုတက်ကကနေချင်း ဒီဂျုံကိုတဲကနှဆိုးကထွက်လာပြီဒီယူမိုက်တဲ့တီလာရှင်မကငါ့ကိုဒီလိုမောင်းထိုးလို့ရမလားလို့ပြောလိုက်တာနဲ့ဒီအိုးကလည်းကွဲထွက်သွားသလိုဒီတဲကကြက်တွေကလည်းခေါင်းပဲကြံခဲ့ပါတော့တယ်အဲဒီနောက်မှာတော့ဟီဂျုံကိုအပြင်ကော်ထုတ်သွားတာကိုဖာသာဘက်ကလည်းတီသွားပါတော့တယ်ဒီတော့မီခိုင်အေကိုစူပူကျင်းမောင်းပါတော့တယ်ဟီဂျုံကိုမင်းနဲ့တူတဲ့ကလေးလိုတွေးနေတာလားလို့ဆိုပါတယ်ဖာသာဘက်ကဟီဂျုံကိုသူနီးလန်းနဲ့မတီအောင်ကုသပေးမှာပါလို့ဆိုကမင်းကတတ်တည်ပဲလို့ပြောလိုက်ပါတယ်မီခိုင်အေလာကလည်းပြန်ထွက်သွားတော့ လမ်းမှာသူ့ကိုလူနာတယောက်ကကျေးဇူးတင်ကြောင်းပြောကလာနှုတ်ဆက်ပါတယ်။သူကြည့်နေရင်သူ့လက်ကိုကင်ထားတာကကြောက်စရာလက်ကြီးဖြစ်နေပါတယ်။ဒီတော့သူသဘောပေါက်လိုက်ပြီးလူနာကိုတွားကြည့်တော့လာနှုတ်ဆက်တဲ့လူနာကမနှက်ကပဲဆုံးပါသွားတာကိုသိလိုက်ရပါတယ်။အဲဒီနောက်မှာတော့ယူနီယာကတယောက်တည်းအိမ်မှာရှိနေချိန်မီကာအဲလာရောက်လာပြီးဖာသာဘတ်ကဟီဂျွန်ကိုခေါ်ပြီးအလုံးပိတ်ကျောင်းကိုခေါ်သွားတယ်လို့လာပြောပါတယ်။ဖာသာဘတ်ကလည်းမီကာအဲလာနေခဲ့ဘူးတဲ့ကျောင်းကဖုန်ကြီးတွေနဲ့ကုဖို့ခေါ်သွားတာပါ။ယူနီယာတို့လည်းအဲ့ဒီနေရာကိုလိုက်သွားကြပါတယ်။ ။သွားနေရင်လမ်းမှာမြူကိုးတွေလည်းပိတ်နေခဲ့ပြီ။တဏီယာရောက်မှာတော့တခုခုကိုမြင်လို့စဉ်းလိုက်ကြပြီးကြီးလိုက်တဲ့အခါမှာတော့စိတ်တွေအများပြတေဆုံးနေတာကိုမြင်လိုက်ရတော့နှစ်ယောက်လုံးတုံ့လုံသွားကြပါတယ်။ဒါပေမဲ့ဖះเจ้าကိုရောက်အောင်ဆက်သွားကြပါတယ်။အထဲမှာဖာသာဘက်ကရှိနေပြီးဟီးဂျုံကိုလိုက်ပြပါတယ်။ဟီးဂျုံကနတ်ဆိုးရဲ့ပုံစံပုံနေခဲ့ပါပြီ။တွေ့တွေ့ချင်းပဲရင်တက်အပြစ်ရှိတဲ့မိမနဲ့ကိုခေါ်လာခဲ့တာပဲလို့ဆိုပါတယ်။ပြီးတော့မိခါအဲအတိတ်ကအပြစ်ဆိုးတွေကိုပြောပြပြီးစိတ်လို့ရှားအောင်လုပ်နေပါတယ်။ ဖာသာဘတ်ရဲ့အကြောင်းကိုလည်းပြောနေရင်ဖာသာဘတ်ကိုသူ့ကိုယ်သူလဲဝင်းညှင့်အောင်လုပ်လိုက်ပါတယ်။ဒီတော့ယူနီယာကသူ့ပါလာတဲ့ရေစင်ဘုံးတွေကိုသူမရဲ့သွေးတွေကိုထည့်လိုက်ပါတယ်။ဒီချိန်မှာပဲအပေါ်ကလော်ဝါကတ်တန်ကြီးကလှုပ်လာပြီးပြုတ်ကျတာကိုမြင်လို့ယူနီယာကပြေးကယ်လိုက်လို့လွတ်သွားပါတယ်။ဒီချိန်မှာပဲနတ်ဆိုးကဒီကလေးရဲ့ကိုယ်ကအဲ့တလောက်တောင်တန်ဖိုးရှိနေလားလို့ဆိုကယူနီယာကိုလဲဝင်းထညှစ်ပါတော့တယ်။ယူနီယာကလည်းညစ်ပတ်နေကြတယ်မကောင်းဆိုးွားလို့ပြောရင်ယုံပေမဲ့မရပါဘူး။ဒါကိုမြင်လိုက်တဲ့မီကာအယ်လာကရေစင်ဘုံးကိုယူပြီးလောင်းချလိုက်ပါတယ်။ ဒီတော့မှအော်ဟစ်ပြီးလဲကြသွားကနတ်ဆိုးကပုံးကွယ်သွားပြန်ပါတယ်။ဟီဂျွန်ကပြန်နိုးလာတဲ့အခါမှာတော့သူမခံစားနိုင်တော့ဘူးလို့ဆိုပြီးသူ့ကိုယ်သူပလင်းကွဲနဲ့ထိုးလိုက်တာကိုယူနီယာကဝန်ခံလိုက်တော့သူ့မကိုထိုးမိသွားပါတယ်။ဒါပေမဲ့ဟီဂျွန်ကိုနှစ်သိပ်ပေးလိုက်တော့မှသူအသက်ရှင်ကျင်ပါတယ်လို့ပြောလာပါတယ်။တညမှာတော့ယူနီယာနဲ့မီကာအဲလာနဲ့စကားအတူပြောနေရင်ယူနီယာကသူ့ရဲ့နာမည်အရင်းကကန်ဆောင်အယ်လို့ဆိုပါတယ်။မီကာအဲလာကသူ့ရဲ့တာရော့ကတ်တွေကိုတုံးပြီးအပနေတဲ့နေရာမှာလိုအပ်တဲ့အရာ၆မျိုးကိုပြောလိုက်ပါတယ်။ စိမ့်ပြီတာကတော့ကိုလည်းလိုအပ်မှပဲဖြစ်ပါတယ်။အဲဒီနောက်မှာတော့ယူနီယာကသူ့ရဲ့ဆရာကိုတွားတွေ့တော့အပနိုင်ရင်ဆရာမပူးကတ်သွားတာကိုတီသွားပြီးအပနှင်ပေးလိုက်ရပါတယ်။ပြီးတာနဲ့နှင်းစီလာဝါကတ်တိုင်အဖွဲဖုံးတော်ကြီးနဲ့တွေ့ပြီးနတ်ဆိုးဆက်နတ်ကောင်ကိုချိတ်ပိတ်ဖို့စိမ့်ပြီတာကတော့ကိုငှားပေးဖို့တောင်းဆိုလိုက်ပါတယ်။ဖုံးတော်ကြီးကလည်းအစွမ်းကုန်ကူညီပေးပါမယ်လို့ပြောသွားခဲ့ပါတယ်။ယူနီယာကလည်းသူ့ဆရာကိုကြိတ်ဆဲလိုက်ပါတယ်။သူကဆရာမဟုတ်ဘူးလားလို့မေးတော့နင်းလဲနောက်ကြတော့ငါ့ကိုဆဲလို့ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့နတ်ဝင်တဲ့ကအာယုံခံလိုက်ပြီး ဒီလရဲ့ပရမဆုံးရဲ့ည7နာရီကနေမနက်တနာရီရှိသမျှအားတွေအကောင်းဆုံးအချိန်ဖြစ်ပြီးတနာရီမထိုးခင်အပြည့်သက်ရမယ်လို့ဆိုပါတယ်။ဒီလိုမှမဟုတ်ရင်ဟီးကျွန်စီကနတ်ဆိုးရဲ့ဆွမ်းအားတွေကကြီးလာလိမ့်မယ်လို့ဆိုပါတယ်။နတ်ကားဖို့ဓမ္မဆရာကိုခေါ်လိုက်ရမလားလို့မေးတော့သူတို့လည်းမကူညီနိုင်ပဲအချားအိမ်တွေကဘိုးဘေးတွေကလည်းလှုပ်ရှားလာမှလို့ဆိုတော့ယူနီယာကကိုဘာသာကိုလုံးရမယ်ဆိုတာကိုသဘောပေါက်လိုက်ပြီးထပ်ပြန်သွားပါတယ်။ယူနီယာတို့ရဲ့ဖုံးတော်ကြီးကလည်းဟီးကျွန်ကိုအပနေလာမှပါတာဘက်ကဥဆောင်မှဖြစ်ပြီး သူ့ရဲ့ဥဆောင်မှုနဲ့လမ်းညွှန်မှုအတိုင်းလုပ်ပါလို့ပြောလိုက်ပါတယ်။ယူနီယာကလည်းစိတ်ရှုပ်နေပြီးဆက်လိုက်ဖွာနေရင်နင်းစီလက်ဝါကတိုင်အဖွဲ့ကဘုံတော်ကြီးပြောတာကိုပြန်အမှတ်ရသွားပါတယ်။အပအနေနဲ့အခါမှာခွင့်ပြုချက်တွေစည်းမျဉ်းတွေမထားဘဲအပအနေတာအောင်မြအောင်သာလုပ်ဖို့လိုတယ်လို့ဆိုတဲ့စကားပါပဲ။အဲဒီနောက်မှာတော့ဟီဂျွန်ကိုလူသူမရှိတဲ့စွန့်ပစ်အဆောက်အဦးမှာအပအနေကိုခေါ်သွားကြပါတယ်။နောက်ဝင်တဲ့ကောင်လေးကလည်းသူ့ဆရာတွေမသိအောင်ခိုးပြီးထွက်လာပါတယ်။ပါတာဘတ်ကလည်းစိန်ပီတာကျောင်းကတော့ကိုလက်ခံယူလာခဲ့လိုက်ပါတယ်။ ယူနီယာတို့လည်းဟီးကျွန်ကိုကရင်ပေါ်မှာကျိုးတုပ်ထားလိုက်ပြီးမီးတွေထွန်ပြီးပြင်းစင်နေတော့ခြေတောက်ကလှုပ်သွားလို့မီကာအေလာကလန့်သွားပါတယ်ယူနီယာကတော့ဝါကုန်းကိုတုံးပြီးတန်းတက်ကဝါကုန်းကမဲသွားတော့ကိုမြင်ပြီးစတင်နေပြီလို့တတိပေးလိုက်ပါတယ်ပြီးတော့စားတွေကိုတုံးပြီးကရင်ပတ်ချလဲမှာစီးတားလိုက်ပါတယ်မီကာအေလာကိုစမ်းသက်ခိုင်းတော့သူမမျက်လုံးကိုကြည့်နေတော့ရုတ်တရက်ပွင့်လာလို့လန့်သွားပါတယ်နတ်ဆိုးကလည်းမင်းကြောက်တာကိုသိနေတယ်လို့ယူနီယာကပြောလိုက်ပါတယ်ဒီချိန်မှာပဲဖာသာဘက်ကရောက်လာပြီးတော့ပါယူလာကယူနီယာကိုလည်းအပနှင်တာဝန်ကိုလည်းလွှဲပေးလိုက်ပြီး ကောင်လေးကိုကယ်ပေးဖို့တောင်းဆိုလိုက်ပါတယ်။ပြီးတာနဲ့ဟီးကျုံရဲ့ကိုယ်ထဲကနတ်ဆိုးထွက်လာအောင်လှုပ်လိုက်ပါတယ်။ဟီးကျုံကဂန်ရောက်အဲ့လိုခေါ်ကသူ့ကိုကူညီဖို့တောင်းဆိုနေတော့အဘေတုံးကငါနဲ့မြီပြောဘူးလို့လဲလို့မေးတော့ထဆဲပါတော့တယ်။မီကာအယ်လာကလည်းကျန်းစာကိုကြောက်ကြောက်နဲ့ဆရွတ်ပါတော့တယ်။ကိုဘော်ကိုလဝကတ်တိုင်နဲ့ဖိချလိုက်တော့ငြိမ်ကြသွားပြီးအတန်သွင်းထားတဲ့အဖုံးလေးပိတ်မီးတွေလည်းငြိမ်သွားပါတယ်။ယူနီယာကတီတီငြိမ်ငြိမ်ပဲမီကာအယ်လာကိုမီးတွေဖြွင့်ပြီးဆက်လုပ်ခိုင်းဖို့ခိုင်းစေလိုက်ပါတယ်။ ူတို့အပအနေနဲ့ပိုဆိုးလာကရေစင်ပုံးနဲ့လောင်းချလဲမရသေးပါဘူး။သူတို့ကိုပြန်ပြီးပောက်ကရရပြောနေကမီကာအဲလာလက်ကလဝကတိုင်အသေးကပြုတ်သွားပြီးယူနီယာရဲ့ပါးကိုထိကဒဏ်ရာရသွားပါတယ်။ယူနီယာကလည်းနတ်ဆိုးနင်းရဲ့နာမည်ကိုပြောစမ်းလို့အမိန်ပေးပေမဲ့နတ်ဆိုးကဘာမှမဖြစ်ပဲသူ့ကိုပြန်ပြီးတောက်စကားတွေများနေပါတယ်။ဘေးကပစ္စည်းတွေကလည်းလှုပ်လာပြီးယူနီယာရဲ့ခြေထောက်ကိုဖိမိသွားပြီးဒဏ်ရာရသွားပါတယ်။သူတို့အခက်ကြုံပြီးနတ်ဆိုးကတာနေတော့မှနောက်ဝင်တဲ့ကောင်လေးကရောက်လာပြီးဘုံတွေတီးပြီးအဆောက်အဦအောက်ကနေကူညီပေးနေပါတယ်။ ီလိုရောက်လာအောင်သူတို့ပဲစီယုံခဲ့တာပါပဲ။နောက်ဝင်တဲ့ရုပ်ပတ်မှုကိုကြားတာနဲ့နဆိုးကလည်းမခံနိုင်ဖြစ်လာပါတယ်။အတံပိုကြားရအောင်ပြတင်းပေါက်ကိုခွဲပြစ်လိုက်ပါတယ်။ပြီးတာနဲ့သူတို့လည်းအစတင်အပနေမှာတော့တယ်။နောက်ဝင်တဲ့တို့အိမ်မှာလည်းသူတို့ရဲ့ကျန်းစာအုပ်ကိုကောင်လေးကခိုးသွားလို့လိုက်ဖမ်းဖို့ပြောပေမယ့်ဓမ္မဆရာကမလိုဘူး။ဒီညအဲ့ဒီမှာရှိတဲ့လူတွေအကုန်လုံးအသက်ရှင်မှာမဟုတ်ဘူးလို့ဆိုပါတယ်။ဒါကိုကြားတဲ့နောက်ဝင်တဲ့မိန်းမကြီးကလည်းစိတ်မကောင်းဖြစ်သွားပါတယ်။ စာအုပ်ကိုကြည့်ပြီးရုတ်ဖတ်နေတဲ့နှက်ဝင်တဲ့စီကိုလည်းလေပြင်းတွေတိုက်လာပြီးမိတိုင်ကြီးကပြုတ်ကျလာပါတယ်။ဒါပေမဲ့ရားတဲ့နီးနဲ့ဆက်လုံနေပါတယ်။အထဲမှာလည်းနတ်ဆိုးကိုယူနီယာတို့ကလည်းစ조사ပြီးနှင်ထုတ်နေပါတယ်။မရတော့ပဲဘလို့လို့လို့မရတဲ့အဆုံးမှာယူနီယာကနတ်ဆိုးကိုသူ့ပိုက်ထဲထည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါကိုတီသွားတဲ့နတ်ဆိုးကလည်းလှုပ်လိုက်ပြီးငါနတ်ဆိုးအဖြစ်ပြန်မွေးဖွားလာပြမယ်လို့ကြုံဝါနေပါတယ်။နှက်ဝင်တဲ့ကလည်းရွတ်နေတဲ့စာအုပ်လွင့်သွားပါတယ်။ဒီတော့ဘုံပဲဆက်တီးနေပါတယ်။ဒါပေမဲ့တီးနေတဲ့ပုံကလည်းပေါက်သွားပြန်ပါတယ်။ ဒီတော့ဘုံမပါပဲဆက်စုတောင်းမှုတွေပြုလုပ်ပေးနေပါတယ်။နောက်ဆုံးမှာတော့နတ်ဆိုးရဲ့နာမည်ကိုသိလိုက်ရပြီ။ယူနီယာကသူ့ပိုက်ထဲကိုထည့်လိုက်နိုင်ကဣချုံရဲ့ကိုယ်ထဲကထွက်ခွာသွားပါတယ်။ချက်ချင်းပဲသူတို့နေတဲ့နေရာကပေါက်ကွဲထွက်သွားပြီးမီးတွေဆာလောင်လာပါတယ်။ဒီတော့ဟီချုံကိုပါအပြင်ကိုခေါ်ထုတ်သွားကြပြီ။ယူနီယာကဟီချုံကိုအနည်းဆုံးဖျားချောင်းကိုခေါ်သွားဖို့နဲ့မဟုတ်ရင်နတ်ဆိုးကပြန်ဝင်ဖို့လုပ်မှာလို့ဆိုပါတယ်။ဖျားချောင်းကိုရောက်ရင်သူကြားအောင် ခေါင်းလုံးသုံးချက်ထိုးပါလို့မှားလိုက်ပါတယ်။ယူနီယာကတော့သူ့ပိုက်ထဲမှာပိတ်ထားတဲ့နတ်ဆိုးကိုအပြည့်ရှင်းဖို့နေခဲ့ပါတယ်။ ူ့ကိုသူစရေပြီးတော့ပါဟီးဂျုံကိုခေါ်သွားတဲ့လမ်းမှာလဲနတ်ဆိုးရဲ့နှောက်ရတာကိုခံရပြီးနတ်ဝင်တဲ့ဒိုင်ယာရသွားလို့မီကာအလာကပဲចောင်းကိုရောက်အောင်ဆက်ပြေးပါတော့တယ်မီကာအလာကခေါင်းလောင်း၃ချိန်ထိုးလိုက်တာနဲ့ယူနီယာကလည်းမီးတဲ့ကိုဖြင်းညင်းစွာဖြောက်သွားကနတ်ဆိုးကိုသူနဲ့အတူပျောက်ကွယ်သွားစေခဲ့ပါအဲဒီနောက်မှာတော့တီလာရှင်ယူနီယာရဲ့အုပ်ကူမှာဟီးဂျုံတို့ကပန်းစည်းလေးလာချပေးနေခဲ့ပြီးမီကာအလာနဲ့ဟီးဂျုံနဲ့နတ်ဆိုးဆက်နက်ကောင်နောက်ကိုရှာဖွေဖို့ထွက်သွားရင်း ယူနီယာကမင်းကိုအကုန်တင်ပေးပြီလို့စာချန်ခဲ့တယ်လို့ဆိုကဇလန်းလည်းပြီးဆုံးသွားပါတယ်ခင်ဗျာဆုံးတီလိုက်ပါကြည့်ရှုပေးတဲ့တယောက်ချင်းစီကိုအထူးပင်ကျေးဇူးတင်ရှိပြီးတိတ်ချမ်းသာခြင်းကိုဤချမ်းမာခြင်းများနဲ့တို့ကံသုံးပါကြုံနေနိုင်ပါစေလို့ဆုတောင်းပေးရင်ဤကုန်းချုံလိုက်ရပါတယ်ခင်ဗျာ